အကိုရေးတဲ့ဒီလူမှုလွင်ရုံကအပြင်မှာစည်းကမ်းပြထားတယ်ပေါ့နော်အပြင်ပုဂ္ဂလိကစည်းရုံစည်းကမ်းတွေမှာစည်းကမ်းပြထားတဲ့ဟာတွေကိုသူကပြန်ပြီးတော့ထုတ်ပေးလာဆိုပြီးတော့ဒီမေးထားတဲ့မေးခွန်းလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့ဖြေပေးပါမယ်အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကဒီ HR board page မှာ HR နဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးသင်ပါတယ်ပြီးတော့ဒီလေပါလုံးနဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးသင်ပါတယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်ရဲ့ဒီ YouTube TikTok channel တွေမှာလည်းဒါမေးခြင်းနဲ့မေးခွန်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဖြေပေးနေတာဖြစ်ပါတယ် ဲ့တော့ဒီနေ့မေးထားတဲ့မေးခွန်းကတော့ဒီလောသမားတယောက်ကပေါ့နော်အပြင်ဆေးရုံဆေးကန်းအဲဒီမှာကိုကဆေးကန်းနေပြခဲ့ပြီးပြီအဲ့ဒီမှာပြခဲ့တဲ့ကုန်ကြမ်းစိတ်တွေကိုဒီလူမှုဘူးလင်ရုံမှာပြန်ပြီးတော့ထုတ်လို့ရလားဆိုပြီးတော့မေးထားတဲ့မေးခွန်းလေးကိုဖြေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအပြင်ကဈေးရုံဈေးကန်းတွေကဟာတွေကိုအရင်တုန်းကတော့ထုတ်လို့ရတယ်ပေါ့နော်အရင်တုန်းကဆိုတော့ဟိုကိုဗစ်ကာလပေါ့နော်ကိုဗစ်2019 ိုဗစ်ကာလစဖြစ်တယ်2020မှာကိုဗစ်ဖြစ်တယ်ပေါ့နော်အဲကိုဗစ်ဖြစ်တော့ကျတော့အလို့သမားတွေကဒီအပြင်ဆေးရုံဆေးခန်းတွေမှာပြသရရှိတယ်အဲဒါကြောင့်မလို့သူကဒီဟိုကိုဗစ်ကာလမှာပေါ့နော်ဘာ announcement ထုတ်လိုက်လဲဆိုတော့ဒီအပြင်ကဆေးရုံဆေးခန်းတွေမှာပြထားတဲ့ကုန်ကြမ်းစိတ်တွေကိုလူမှုခုလုံရင်းကနေပြန်ပြီးတော့ထုတ်ပေးပါမယ်ဆိုပြီးတော့ဒါတို့တွေကလှုပ်ထားတယ်ပေါ့နော်ဒါကိုဗစ်ကာလအတွက်ပဲဒါပေမဲ့ကျွန်တော်ဒီ2023လောက်ရောက်တော့ရောက်တော့ပေါ့နော် ကိုဗစ်ကာလလည်းပြီးသွားတယ်အဲကိုဗစ်ကာလလည်းပြီးသွားတဲ့အချိန်မှာတို့ပြန်ပြီးတော့ announcement ထပ်ထုတ်လာတယ်ပေါ့နော်အခုအဲ့ဒီ announcement လေးကဒီမှာကျွန်တော်ပြထားတဲ့ဒီညွှန်ကြားစာလေးပေါ့နော်သူကဒီ2023လေးလပိုင်းတရက်နေ့ကနေစပြီးတော့ကျွန်တော်တို့အပြင်ကနေဈေးရုံဈေးကန်းနေရာနေပြီးတော့ဟိုအစိုးရဈေးရုံမဟုတ်ပဲမယ်နော်အပြင်ဈေးရုံဈေးကန်းနေရာနေပြတ်တတ်ထားတဲ့ကုန်ကြစိတ်တွေကိုပြန်ပြီးတော့မထုတ်ပေးတော့ပါဘူးဒါကိုရက်ဆိုင်လိုက်ပါပြီဆိုတဲ့စာလေးကိုထပ်ပြီးတော့ထုတ်လာတယ်ပေါ့နော်ပြီးတော့သူကထပ်ပြီးတော့ရေးထားတယ် ဒီကအဓိကဒီအစိုးရနဲ့ပတ်သက်တယ်ပေါ့နော်ဒီလူမှုကုလုံရေးအစိုးရနဲ့ပတ်သက်တဲ့စေယုံစေကန်းတွေကကုန်ကြမ်းစိတ်တွေကိုပဲပြန်ပြီးတော့တင်ခွင့်ရှိမယ်ပြန်ပြီးတော့ထုတ်ပေးတော့မယ်ဆိုပြီးတော့ဒါ announcement လေးထုတ်လာပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရဲ့အဖြေကတော့ဒီ2023ဒီလေးလပိုင်းနောက်ပိုင်းပေါ့နော်အခုကျွန်တော်ဗီဒီယိုရိုက်နေတာဆိုရင်ဒါ2025လေးလပိုင်းပေါ့နော်လေးလပိုင်း30ရက်နေပေါ့ဒါကြောင့်မို့နှစ်နှစ်ပြည့်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ အပြင်ဆေးရုံဈေးခန်းနေရာနေပြီးတော့ပြတဲ့ဟာတွေကိုပြန်ပြီးတော့မထုတ်ပြီးတော့တာဆိုရင်ဒါအခုနဲ့ဆိုတော့နှစ်နှစ်လောက်ရှိသွားပြီပေါ့နော်ထပ်ပြီးတော့ထုတ်လို့မရတော့ပါဘူးဒါကိုကျွန်တော်ကဒါအလုံးနားလဲအောင်ပေါ့နော်ဒါသူ့ရဲ့ announcement လေးရဲ့အချိန်အပေးတယ်မပေးဘူးဆိုတာလေးကိုဟိုပြောမယ်ဆိုတော်တော်လေးတော့ဖြေလို့ရတယ်ပေါ့နော်ဒါမှမဟုတ်အလုံးနားလဲအောင်ကျွန်တော်ကရှင်းပြပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကဟိုတကယ်လို့ ဒီစေယုံစေကံတွေပြမယ်ဆိုရင်လူမှုကုလုံရေးညွှန်ကြားပေးတဲ့ဒီစေယုံစေကံတွေဆိုရင်တော့စေဘူးငွေပုံညာစေတတ်တာတယ်ပြီးတော့ကျွန်တော်ပြန်ပြီးထုတ်လို့ရတယ်တကယ်လို့ကိုယ်သဘောနဲ့ကိုယ်ပုဂ္ဂလိကမှာသွားပြရတယ်ဆိုရင်တော့လူမှုကုလုံရေးနေပြီးတော့အခုနောက်ပိုင်းပြန်ပြီးတော့ထုတ်လို့မရတော့ဘူးเนาะဒါကြောင့်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါဒါမှမဟုတ်တခြားသောဒီတည်ကျင်တဲ့ဥပဒေလေးတွေတခြားသောဒီအိရှာနဲ့ပတ်သက်တဲ့သင်တန်းတွေဖြစ်ဖြစ်လေဘာလုံးနဲ့ပတ်သက်တဲ့သင်တန်းတွေဖြစ်ဖြစ်တည်ကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီ comment မှာ ဟိုမေးခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ဖြေပေးပါမယ်ကျွန်တော်ရဲ့အဓိကမျှဝေမှုဗီဒီယိုတွေကိုတော့ကျွန်တော်ဒီ Asia Power Facebook page ရဲ့ YouTube channel ရဲ့ပြီးတော့ကျွန်တော်ရဲ့ဒီ Aussie2 ဆိုတဲ့ TikTok channel မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်